မင်္ဂလာပါရှင်။ဘာမခိတိတဲ့တင်ဌာနဤထိတ်တန်တဲ့င်းများကိုတင်ဆက်ပေးပါတော့မယ်ရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်တင်ကတော့စီရေးအရှိန်မြင့်ရန်အတွက်ရေပြီးတော့လုံခြုံရေးနှင့်စစ်စင်ရေးများကိုအထူးတာဝန်ယူထားသည့်ခါစာထ6ကိုဖြတ်သိမ်းပြီးစစ်အင်ကားစဉ်ပြောင်းလဲဆိုတဲ့တင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုက်ကအထူးတာဝန်နှင့်လုပ်ပိုင်ခွင့်များပေးအပ်ထားသည့်စစ်စင်ရေးအထူးအဖွဲ့ကာဆာထားများ၏ဖွဲ့စည်းပုံကိုယခုစက်တင်ဘာလအတွင်းအပြောင်းလဲများပြုလုပ်ခဲ့ကြောင်းသိရသည် နေပြီးတော့လုံခြုံရေးနှင့်စစ်စင်ရေးများကိုအထူးတာဝန်ယူထားပြီးအမှတ်6စစ်စင်ရေးအထူးအဖွဲ့ခါစာထာ6ကိုလုံးဝဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်းတက်တရင်ရင်းမြစ်ထံမှသိရပါတယ်ခါစာထာသုံးမှုကိုရတနာဘုံမဲဆန္ဒနယ်ကနေရွေးကောက်ပွဲဝင်အရွေးခံရမယ်လို့သတင်းတွေလည်းထွက်နေတယ်ပြန်ကျဲနေတဲ့တပ်ဖွဲ့စည်းပုံတွေကိုပြန်စုစည်းပြီးလူမြင့်ကောင်းအောင်လုပ်ချင်တဲ့သဘောလို့သူတို့ထဲမှာအတန်ထွက်နေတယ်ဟုတက်တရင်ရင်းမြစ်ကသတင်းဌာနကိုပြောပါတယ် ဖြတ်သိမ်းလိုက်သောကာဆာတာချမှုဖြစ်သူဒုတိယဖိုလ်ချုပ်ကြီးနီလင်းအောင်ကို ကာဆာတာတည်အထူးအဖွဲ့မှုနေရာသို့ဖြောင်းရွှေ့တာဝန်ပေးအပ်ခဲ့သည်စီရေးအရှိန်မြင့်နိုင်ရန်အတွက်ကာဆာတာ၆ကိုဖြတ်သိမ်းက၎င်း၏တာဝန်များကိုကာဆာတာ၅အောက်သို့စူးစီးထည့်သွင်းလိုက်ကြောင်းသိရသည်ဖွဲ့စည်းပုံပြောင်းလဲလိုက်ခြင်းကြောင့်စစ်တိုင်းမှုများသည်တမမှုအစင်းများသာလုပ်ပိုင်ခွင့်ရှိတော်မူဖြစ်ပြီးကာဆာတာမှုများ၏လုပ်ပိုင်ခွင့်ကိုမြင့်တင်ကစစ်ကစားလာနိုင်ခြေရှိသည်ဟုတုံ့သက်ထားသည် စစ်စင်ရေးအထူးအဖွဲ့ကစာထားတဲ့သည့်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါခအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခရှိသည့်ကဲ့ချင်းဇကိုင်းချင်းနှင်းရောဒေတာများကိုစီမံခွင့်ရရှိပြီးစစ်စင်ရေးအထူးအဖွဲ့ကစာထားနှင်းမှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ရာမခအရှိပိုင်းတိုင်းစစ်ဌာနချုပ်ရာပါခအရှိအလေပိုင်းတိုင်းစစ်ဌာနချုပ်ရှာလခခရီဂန်ဒေတာတိုင်းစစ်ဌာနချုပ်တာတာခါတို့ရှိရာရှမ်းပြည်နယ်တပြည်နယ်လုံးနဲ့ခရီးနှစ်အပါအဝင်ပြည်နယ်များကိုတာဝန်ယူထားရကြောင်းသိရပါတယ် စစ်စင်ရဲ့အထူးအဖွဲ့ကာဆာထသုံးမှာအနောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခါအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခါတို့ရှိသည့်အေယာဝတီနှင့်ရခိုင်ပြည်နယ်တို့ကိုစီရင်ခံကွဲခွင့်ရပြီးစစ်စင်ရဲအထူးအဖွဲ့ကစားထားလေးမှလည်းကြောင်းလေးချင်းမရှိပင်ကရင်ပြည်နယ်မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းတို့ကိုစီမံရမည်ဖြစ်ကြောင်းသိရပါသည်စစ်စင်ရဲအထူးအဖွဲ့ကစားထားငါသည် နေပြည်တော်တိုင်းစစ်ဌာနချုပ်နာပါတာရန်ကုန်တိုင်းစစ်ဌာနချုပ်ရကတာ အလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပါခတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တာပါခတို့ရှိသည် နေပြီးတော့ရန်ကုန်မန္တလေးမကွေးနှင့်ပဲခူးတို့ကိုညွှန်ကြားရမည်ဖြစ်သည်ရွှေကောက်ပွဲမတိုက်ခင်စီရေးအရှိန်မြင့်ရန်ဟုရှိရွယ်ကစစ်စင်ရေးထူဖွဲ့များကိုအပြောင်းလဲလုပ်ခဲ့သည်ဆိုတော့လေယခုကာလအတွင်းစစ်ကော်မရှင်ကအရာရှိအများစုကိုအရက်ဘတ်တို့ပြောင်းပြီးရွှေကောက်ပွဲကိုဝင်ရောက်ဆော့ဖက်ခွင့်ပြုထားကြောင်းသိရသည်ဆလပီစစ်သားဝန်ထမ်းများနှင့်အငိမ့်စားဝန်ထမ်းများအလုံးကိုအော်တိုဘားလာတရနေ့မှစတင်၍လစာ3000တိုးနှင့် ဝင်ကြီးဌာနမှနှိစားလောက်အားကုန်မှုတရက်လျင်9800ကျပ်အထိတိုးမြင့်နေဆိုတဲ့သတင်းနဲ့လာစာတိုးမြင့်မှုအတွက်လိုအပ်သောငွေကြေးများကို digital ငွေကြေးအပြင်ငွေဆက်ကူများထပ်မံရိုက်ထုတ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖတ်စစ်ကော်မရှင်ကစစ်တောင်းဝန်ထမ်းနှင့်အငြိမ်းစားဝန်ထမ်းများအလုံးကိုအော်တိုဘာလာတရက်နေ့မှစတင်၍အပိုထောက်ပံ့ကြေးအမိတက်ကလာစာ3000တိုးမြင့်လိုက်ပြီးဝင်ကြီးဌာနမှနှိစားလောက်အားကုန်မှုတရက်လျင်9800ကျပ်အထိတိုးမြင့်လိုက်ကြောင်း စစ်ကော်မရှင်လက်အောက်ခံဗန္နာရီနှင့်အခွန်ဝင်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ပါရယ်အော်တိုဘာလတရက်နေ့မှစတင်၍တနိုင်ငံလုံးရှိဖွင့်နှမ်းများစစ်သားများအငိမ့်စားများအနေဖြင့်လစဉ်အဖို့ထောက်ပံ့ခြင်းအဖြစ်လစာ3000တိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း2023ခုနှစ်အော်တိုဘာလတွင်ပထမကြိမ်အဖြစ်တဝူးလျင်အဖို့ထောက်ပံ့ခြင်း3000ကို၎င်း2024ခုနှစ်ဩဂုတ်လတွင်ဒုတိယအကြိမ်အဖြစ်တအူးလျင်အပိုထောက်ပံ့ကြေး3000ကို၎င်းစုစုပေါင်းအပိုထောက်ပံ့ကြေး6000တိုးမြင့်ပေးခဲ့ကြောင်းယခုအောက်တိုဘာလတရနေ့မှစတင်၍ တတိယအကြိမ်အဖြစ်လှဆင်အဖို့ထောက်ပံ့ကြေး3000ထပ်မံတိုးမြှင့်ပေးလိုက်ပြီးဝန်ထမ်းများစစ်သားများအနေဖြင့်လှဆင်အဖို့ထောက်ပံ့ကြေး9000ခန့်စားခွင့်ပြုလိုက်ကြောင်းသိရှိရပါတယ်။အဆိုပါအဖို့ထောက်ပံ့ကြေးတိုးမြှင့်မှုတွင်အငိမ့်စားဝန်ထမ်းများလည်းအကျုံးဝင်ပြီးယနေ့အောက်တိုဘာလ1ရက်နေ့မှစတင်၍အငိမ့်စားဝန်ထမ်းများလည်းလှဆင်3000ထပ်ဆောင်ရရှိမည်ဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်ဝင်ကြီးဌာနများတွင်နေစာလောက်ကိုင်းနေသောနေစာဝန်ထမ်းများကိုမူတရက်လောက်အကအဖြစ်8800တိုးမြှင့်တက်မှတ်လိုက်ကြောင်းသိရပါသည် ို့ကြောင့်အကြံဖက်စစ်ကော်မရှင်ကတိုးမြင့်လိုက်သောလာစာကြောင့်ဝန်ထမ်းတန်းကျော်အငိမ့်ဆောင်းဝန်ထမ်းတန်းနီပါနှင့်စစ်သားများအလုံးအတွက်လှဆင်ငွေကြေးများထပ်မံရိုက်နေရမည်ဖြစ်ပြီးမျိုးပြဒေသများမှဝန်ထမ်းများအတွက်မူ digital ငွေကြေးဖြင့်လာစာပေးချင်မည်ဖြစ်ကြောင်းသိရပါသည်တအူးကို3000ကျပ်နှင့်လက်ရှိဝန်ထမ်းအငိမ့်ဆောင်းဝန်ထမ်းနှင့်တက်မတော်သားတွေအတွက်စုစုပေါင်းလူဦးရေ3000နီးပါးအတွက်ငွေတွေထပ်တိုးသုံးရမည်နေပြီးတော့ရန်ကုန်မန္တလေးမှာရှိတဲ့ဝန်ထမ်းတွေကတော့ digital ငွေကြေးနဲ့ပေးမယ်လို့သိရတယ် ကျန်တဲ့အခြားပြည်နယ်တိုင်းမှာရှိတဲ့ဝန်ထမ်းတွေနဲ့အငြိမ်းစားဝန်ထမ်းတွေတက်မတော်သားတွေအတွက်တော့ငွေတွေထပ်ရိုက်ရမယ့်သဘောရှိပါတယ်။ငွေကြေးဖောင်းပွားမှုကတော့ထပ်ဖြစ်လာနိုင်ပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကပြောဆိုပါတယ်။ PDF များနဲ့တော်လန်ရေးတပ်ဖွဲ့များ၏လုံခြုံတိုက်ခိုက်မှုခံရမည်ကိုဆိုရင်ကျန်ဖို့ပါတီကရွေးကောက်ပွဲရှင်းပြပြီးအမတ်လောင်များ၏အမိများကိုအထူးအရေးကြီးကိစ္စအဖြစ်လှုပ်ဝက်ဖုံးကွယ်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ ကျန်းဖို့ပါတီကလာမယ့်ဒီဇင်ဘာလအတွင်းကျင်းပမယ့်ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်မဲ့အမတ်လောင်းများ၏အမည်စရင်းများကိုပါတီအတွင်းတွင်ပင်အတိမပေးပင်အထူးအရေးကြီးကိစ္စလှုပ်ဝက်ထားကြောင်းကြန့်ခိုင်ရေးပါတီတရင်ချင်းမြက်ကပြောဆိုပါရယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပြင် ခရင်အမျိုးသားအစည်းအရုံး KNU ကဲ့သို့သောတိုင်းသာတော်လှန်ရေးတပ်ဖွဲ့များကစစ်တပ်ရဲ့တူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ပြီးအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားရန်ရင်းအခြေအနေများကြောင်းကျန်းဖို့ပါတီက၎င်းတို့၏ရွေးကောက်ပွဲဝင်ပြိုင်မှုအမတ်လောင်းများ၏အမည်စရင်ကိုလှုပ်ဝက်ထားခြင်းဖြစ်ကြောင်းအမတ်လောင်းများ၏အမည်စရင်ကိုသိရှိသွားပါက PDF များနှင့်တော်လှန်ရေးတပ်ဖွဲ့များ၏လှုပ်ကြံတိုက်ခိုက်မှုခံရမည်ကိုစိုးရိမ်၍ကျန်းဖို့ပါတီကမပေါက်ကြားစေရန်လှုပ်ဝက်ထားခြင်းဖြစ်ကြောင်းသိရှိရပါသည် အမလောင်စရင်ကပါတီမှာရှိတဲ့ဗဟိုကော်မတီအဆင့်တောင်အကုန်လုံးမသိရဘူး။ခိုးမျိုးနေနဲ့ကိုခိုင်လောက်ပဲသိရတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့အမလောင်စရင်ကိုဥက္ကဋ္ဌနဲ့ဗဟိုအလုံးမှုဆောင်အဖွဲ့ကလွှဲရင်ပါတီထဲမှာတောင်လှုပ်ဝက်ထားတယ်။အဲဒါကလုံချုံရေးစိုးရင်လို့ပါ။တပ်ဖက်အဖွဲ့တွေကလည်းအေးအေးယူမိန်။လုံချုံရေးအာမမခံဘူးနဲ့ကြီးညာနေတော့ဒီဘက်မှာလည်းလွတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့လုံချုံရေးကအယံကိုအရေးကြီးတဲ့ကိစ္စဖြစ်လာတယ်။အမတ်လောင်းနံမည်စီရင်တွေထွက်သွားရင်လုံကြံတက်ဖြတ်တာတွေလာမှာစိုးရင်ရတယ်။အဲဒါကြောင့်ပါတီထဲမှာတောင်ပြီးမသိသေးဘူး။ ရွေးကောက်ပွဲလေတကယ်စပြီးလွတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးအတွက်လည်းတရားပြင်ဆင်ပြီးရင်တော့အတိပေးမယ်လို့ထင်ပါတယ်ဟုစံခါရေးပါတီတင်ရင်းမြစ်ကပြောဆိုပါတယ်။လက်တလောစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကစံဖို့ပါတီအပါအဝင်နိုင်ငံရေးပါတီများကတင်ပြထားတဲ့လွတ်တော်ကိုယ်စားလှယ်လောင်းများကိုစီစဉ်နေကြောင်း စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ58ခုနှင့်ထက်သီးပုဂ္ဂလလွှတ်တော်အမတ်လောင်းအရေးအတွက်4963ဦးတင်သွင်းခဲ့ကြောင်းရင်းတို့ထဲတွင်စံဖို့ပါတီက1018ဦးဖြင့်အများဆုံးရှင်ပြိုင်မည်ဖြစ်ကြောင်းသိရပါသည် ကျန်းဖို့ပါတီကတနိုင်ငံလုံးအတိုင်းအတာဖြင့်ပြည်သူ့လွှတ်တော်တွင်အမှတ်လောင်265ဦးအမျိုးသားလွှတ်တော်တွင်အမှတ်လောင်156ဦးတိုင်းပြည်နယ်လွှတ်တော်တွင်အမှတ်လောင်969ဦးတိုင်းသားလူမျိုးစုလွှတ်တော်တွင်28ဦးစုစုပေါင်းအမှတ်လောင်1018ဦးပါဝင်မည်ဖြစ်ကြောင်းသိရပါသည်ကျန်းဖို့ပါတီကရွေးကောက်ပွဲတွင်အများဆုံးရှင်းပြိုင်တော့လဲမဲဆန္ဒနယ်အပြည့်ရှင်းပြိုင်ခြင်းမဟုတ်ပဲအချို့သောမဲဆန္ဒနယ်များတွင်လုံခြုံရေးအခြေအနေကြောင့်လက်လွတ်ထားရသည်ဟုသိရပါသည် စစ်တပ်အထူးရောင်ရွေးကောက်ပွဲတွင်နိုင်ငံတော်ဝန်ရှင်ပြနိပါတီ6ပါတီနှင့်တိုင်းဒေသကြီးပြည်내တခုအတွင်စီယုံနိုင်ပြီးနိုင်ငံရေးပါတီ52ခုနှင့်တတိပုဂ္ဂလလွတ်တော်ကုစရေလောင်းများပါဝင်ကြောင်းသိရပါသည်စစ်တပ်အထူးရောင်ရွေးကောက်ပွဲတွင်တိုင်းဒေသစီလုံးညီညွတ်ရေးပါတီတာစာညာကကုစရေလောင်း694ဦးတသက်ခိုင်ဤပြည်သူ့ရှေ့ဆောင်ပါတီ PPP ကကိုစလေလောင်682ဦးရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြာပြူပါတီကကိုစလေလောင်984ဦး ိုကိုကြီး၏ပြည်သူ့ပါတီက61,500တက်ဆက်နှစ်ဦး၊တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက61,428ဦး၊တိုင်းပြည်နယ်များတွင်ရှင်ပြိုင်မိဒေသဆိုင်ရာနိုင်ငံရေးပါတီ52ပါတီက61,960ဦးနှင့်တက်သီးပုဂ္ဂလ61,965ဦးပါဝင်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါသည်။